်ဟယ်လိုမင်္ဂလာပါနော်အခုမိတ်ဆွေကိုပြောပြမှာကတော့ contact တစ်ခုကိုဖန်တီးဖို့အတွက်အဓိကလိုအပ်တဲ့အချက်များကိုရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်အဓိကလိုအပ်ချက်များနံပါတ်1အမီ name ကိုခွဲခြားဖို့အတွက်အဓိကအချက်ပါနံပါတ်2ဖုန်းနံပါတ်ဆက်သွယ်ဖို့အဓိက အသုံးပြုတဲ့အချက်ပါနံပါတ်3 email address ကဘလို့ပညာရေးပုံကလေးကဆက်သွယ်မှုအတွက်အရေးကြီးပါတယ် နံပါတ်၄အင်္ဂလိပ်စာကတိန်ယုံအလွတ်သွားလာရနေရာကိုသိရမှာနံပါတ်၅အဖွဲ့အစည်းအလုတ်ကင်ကအလုတ်တမမိတ်ဆွေတင်တန်းသားစသည်ဖြင့်ခွဲခြားဖို့အသုံးဝင်ပါတယ်နံပါတ်6 social media links တွေက Facebook, LinkedIn, Instagram စသည်ဖြင့် online ဆက်သွယ်မှုအထပ်ပါ နမခုနဲ့အပိုးအချက်လက်နဲ့အထူးသတိထားရမယ့်အချက်များဆိုပြီးမိသားစုအဖွဲ့ဝင် အထူးနေရစတဲ့ဒီအချက်လက်တွေကိုသိရှိထားရမှာဖြစ်ပါရဲ့